အင်တာနက်စာမျက်နှာနဲ့ပုံနှိပ်စာဆောင်တွေမှာဖော်ပြနိုင်မယ်ဇလန်းချေဖြူဖိုတိုအစီဖန်တီးတဲ့တင်နန်းကိုပြင်သစ်တဲ့ပုံပညာရှင်ခရစ္စတိုဖာလော်ဗနီကရန်ကုန်ပအဝင်မြို့၅မြို့မှာရှိရကြခမဲ့တင်နန်းပို့ချသွားမယ်လို့ဒီဇင်ဘာ3ရက်နေ့မှာပြောဆိုလိုက်ပါတယ်စိတ်ပါဝင်စားသူတွေဒီတင်နန်းကိုဘယ်လိုတက်နိုင်မလဲပြင်သစ်ရင်ကျင်းမှုဌာနကဦးစီးကျင်းပါမယ်ဖိုတိုအစီတင်နန်းကို ရန်ကုန်မန္တလေးကျိုင်းတုံမြေဘဝဲမြို့တွေမှာတင်နန်းဖွင့်လှစ်မှာဖြစ်ပြီး တနန်းသားတွေရဲ့ဖိုတိုအစည်းတွေက15ပုဒ်ကိုဖေဖော်ဝါရီမှာကျင်းပမယ်6ကြိမ်မြောက်ဓပုံပွဲတော်မှာပြသမယ်လို့ဆိုပါတယ်။ပြပွဲကနေစုကုံစုကိုမြန်မာဒီမိုကရေစီခေါင်းဆောင်တွေပြုရွေးချယ်သွားမယ်လို့ဓပုံဆရာပြည်ကျော်မြင့်ကပြောပါတယ်။တနန်းသားတွေကမှဒီအကောင်းဆုံးအစည်းတွေကိုဟိုကျွန်တော်တို့ဒီနိုင်ငံတကာဓပုံဆရာတွေပဲဖိုဝိုင်းယူကြတယ်။ယူပြီးတော့အကောင်းဆုံး15ပုဒ်ကိုကျွန်တော်တို့ကဒီမှာ ဒီ၁၄ရက်နေ့ညကျဒီကျန်းကောင်းဖိုတိုဖက်စတီဗယ်ညမှာကျွန်တော်တို့ကပြမယ်ပေါ့အဲ့ဒါပြရတဲ့အချိန်မှာခုနကဒေါ်လုံးစုကြည်အပောင်းရဲ့တခြားအကဲဖြတ်ဖွဲ့နဲ့တပုတ်စရာတွေပါပဲနိုင်ငံကတို့တွေဝိုင်းပြီးအကဲဖြတ်မယ်ဖြတ်ပြီးတော့ခုနကစုနေပြီပဲပေါ့ဒီဇင်ဘာ၈ရက်နေ့မှာမန္တလေးဒီဇင်ဘာ၂၀မှာကြိုင်တုံဇန်နဝါရီ၃ရက်နေ့မှာမြိတ်ဇန်နဝါရီ၁၂မှာဒဝဲနဲ့ဇန်နဝါရီ၂၄ရက်နေ့မှာရန်ကုန်မြို့လိုမှာရှိရကြတင်တန်းတွေပို့ချသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ပြင်သစ် National School of Photography in Alas မှာပညာသင်ခွင့် ပြင်သစ်တပုံဘွဲတော်တွင်ကာလာဒိုတင်းတန်းတစ်ခွင်နဲ့ Canon DSLR ကင်မရာတို့ကိုစုချင်းမြင်မှာဖြစ်ပြီးဓာတ်ပုံအစီပြဝဲကို February 10ရက်ကနေ14ရက်နေ့ထိရန်ကုန်ပြည်သက်ယဉ်ကျေးမှုဌာနမှာကျင်းပမှာဖြစ်တယ်လို့ဆိုပါရယ်ဓာတ်ပုံဟာကင်မရာနောက်ွယ်ကလူတစ်ယောက်ရဲ့စိတ်ကူးစိတ်တမ်းဖြစ်ပြီးပြည်သစ်ကြောင်းကလည်းဓာတ်ပုံပညာကိုလေ့ထားပြီးအမှုပညာအတွေးခေါ်ကိုရင့်တန်စေဖို့လေ့ကျင့်ပေးတာကြောင့်တန်ဖိုးရှိတယ်လို့ပညာသင်ခွင့်ရခဲ့တယ်မတ်မီကိုနိုင်ကပြောပြပါရယ် မြန်မာပြည်မှာဓားပုံရိုက်ပြီးဖန်တီးပြနိုင်မဲ့ဇလန်တွေအများကြီးရှိတာမို့ဝါသနာပါတဲ့သူတွေတင်းတန်းတက်တင်တယ်လို့လည်းဆိုပါတယ် ို့လို essay workshop ကဓပုံနဲ့ပတ်သက်လို့ဝါသနာပါရဲ့လူတွေအတွက်တော့ကျွန်တော်တက်တက်နယ်လို့တကယ်ထင်တာပါ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်နိုင်ငံမှာဓပုံရိုက်ပြီးတော့ပြဖို့အတွက် photo story မှာပြစရာ documentary photography story အများကြီးရှိပါတယ်။အဲ့ဒါမျိုးကိုကိုယ်အနေနဲ့မြင်တာမြင်ရတယ်ဘယ်လိုရရမလဲမသိဘူး။ဘယ်လို idea နဲ့ဘယ်လိုအစားဆုံးပြရမလဲဆိုတာအဓိက story book တွေ script တွေရေးတတ်ဖို့ပြီးလို့ရှိရင် photography နဲ့ဒါကိုဘယ်လိုပြမလဲဆိုတာမျိုးသိဖို့အတွက်ကို photo essay ကိုရိုက်ဖို့အတွက်ကျွန်တော်ဖိတ်ခေါ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်နိုင်ငံမှာအဲဒါမျိုးကိုလာတင်တာတော့ကြောင်းလို့ရတယ်ရန်အောင်ရှာ ားပါတယ်အရှိတယ်ဆိုလို့ရှိရင်လည်းတစ်နှစ်မှနှစ်နှစ်နှစ်ခါသုံးခါကိုသူတို့အနေနဲ့အခွင့်အရေးတစ်ခုအနေနဲ့လာတက်ဖို့လည်းဖိတ်ခေါ်ပါတယ်ဒါပြော့ဒါ free ပါနိုင်ငံတကာဓာတ်ပုံပညာရှင်15ဦးပါဝင်ပူးပေါင်းမယ်အချက်ဆိုတဲ့ခေါင်းစဉ်နဲ့ဓာတ်ပုံပြဝဲမှာပါဝင်ခြင်းတွေကအချက်နဲ့ပတ်သက်တဲ့စာသားတွေဓာတ်ပုံရိုက်ပြီးပေးပို့ကြဖို့လည်းဖိတ်ခေါ်ခဲ့ပါတယ်တင်းနန်းတက်ဖို့စိတ်ပါဝင်စားသူတွေပြည်ကျော်မြင့်အထွေမေတော်ကွန်ကိုဆက်သွယ်နိုင်တယ်လို့လည်းဆိုပါတယ်